ချီးရေးဆိုတာကိုအချိန်ချင်းခါခါညင်းပယ်ခဲ့လို့အိမ်ထဲထိဝင်ပြီးတော့လှုပ်ချံတက်ပြတ်ချင်းခံခဲ့ရတဲ့အသက်16နှစ်အရွယ်မင်းကလေးမင်္ဂလာပါရှင် Knowledge TV ညီမကနေပြီးတော့ကြိုဆိုလိုက်ပါရစေလူငယ်လူရွယ်တွေကြားမှာလူပြိုအပြိုချင်းချင်းချင်းဆိုရကြတာသဘာဝတစ်ခုဖြစ်ပြီးတော့ချစ်ချင်းမေတ္တာဆိုတာလူတိုင်းပေါ်မှာဖြစ်တည်နေတာမဟုတ်တာကြောင့်မချစ်ခင်မနှက်သက်သူတွေကိုညင်းခွင့်ရှိတာက ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပေမဲ့လည်းတခါတလေမှာချင်းဆိုတာကိုညင်းပယ်မိလို့အသက်အနည်းတွေထိထိပါမှုတွေရှိလာခဲ့တာပါ ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မှာလဲပါကစ္စတန်နိုင်ငံမှာ အသက်18နှစ်အရွယ်ဆနာယူဆက်ဆိုတဲ့မိန်းကလေးတယောက်ကအမျိုးသားတယောက်ချီးဆိုတာကိုလက်မခံမိလို့အသက်ခံခဲ့ရတဲ့အဖြစ်အပျက်ကြီးဖြစ်ပွားခဲ့တာပါအဆိုပါမိန်းကလေးငယ်က social influencer တယောက်ဖြစ်ပြီးတော့အသက်ငယ်ငယ်ရွယ်လေးမလို့လှသွေးကြွယ်ကချစ်ခင်နှစ်သက်သူတွေကဝိုင်းဝိုင်းလည်နေကြတာပါဒီထဲမှာဆနာယူဆက်ကိုတက်ဖြတ်သွားတဲ့အသက်22နှစ်အရွယ်အမျိုးသားလေးပါဝင်နေကြတာပါ အဇဝါမျိုးသားကဆနာယူဆန်ကို အနည်းနဲ့အလားလားကချစ်မြတ်နိုးခဲ့သူဖြစ်ပြီးအချိန်ချင်းအခါခါလဲချစ်ခွင့်ပန်နေတဲ့သူပါဆနာကလည်းအဲ့ဒီအမျိုးသားကိုသူဘလို့မှချစ်သူအဖြစ်တော်စလုံးမရလို့ငင်းပယ်နေပေမဲ့အဲ့ဒီမျိုးသားကလည်းလက်မလျှော့ဘဲနဲ့တငယ်ချင်းဖြစ်ခွင့်လေးပဲဖြစ်ဖြစ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဆနာကလည်းတငယ်ချင်းဖြစ်ခွင့်လေးတော့မှမပေးခဲ့ပါဘူး တငယ်ချင်းနေတောင်ရှိခွေမပေးခဲ့တာကြောင့်အဲ့ဒီမျိုးသားလည်းကြံရမရတဲ့ဆုံးမမစားရတဲ့အမေတဲနေပတ်တယ်လို့ဆိုရမလားပါဒါပေမဲ့ဒီလိုမလုံခြံခင်ထိကျူးလွန်သူအမျိုးသားကစာနာနဲ့လူချင်းတွေ့ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်ပထမချိန်ကတော့မေလ29ရက်နေ့စာနာရဲ့18နှစ်ပြည့်မွေးနေ့မှာတွေ့ဖို့ကြိုးစားခဲ့တာဖြစ်ပြီးမွေးနေ့ဝယ်ကျင်းပနေတဲ့ချိန်အဲ့ဒီကျူးလွန်တဲ့သူအမျိုးသားကအင်းရှိမှာ၈နှစ်အရနေ၁၀နှစ်လောက်အကြောင်းအထိရှိနေခဲ့ပါတယ် တွေးခွေမရခဲ့တဲ့အတွက်ပြန်သွားရပြီးနောက်တရက်မှလည်းအရင်နေ့ရလို့ပဲအချိန်ကြာကြီးအင်းရှီယာနေပြီးတော့စောင့်နေခဲ့တာပါလူရဲချုပ်ကွင်းပံမှုအကြောင်းရင်းဆောင်ဆိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ဘလုံးမမအောင်မြင်တဲ့အခါကျူးလွန်သူအမျိုးသားကအကွက်ချပြီးတော့တေချာစီစဉ်လိုက်တာပါဆာနာယူဆက်ရဲ့အိမ်ထဲကိုရောင်းဝင်ပြီးတော့အတင်းပြင်စင်ထားတဲ့တနတ်နဲ့ခေါင်းတက်တဲ့အချိန်ကအချက်ရည်နှစ်ချက်သုံးချက်လောက်ထိပြစ်ခတ်ခဲ့တာပါဒါကြောင့်မလို့ဆာနာယူဆက်လည်းနေရာမှာရင်ပွဲချင်းပြီးဆုံးပါသွားခဲ့ရတာပါ ချစ်ကွင်းပန္နာကိုလက်မခံယုံနေတဲ့လူသက်တချောင်းကိုရရဆက်ဆက်တတ်သွားတဲ့အတွက်လူများကတော့ဆာနာယူဆက်အတွက်နှမျောနေကြတာပါငငယ်ရွယ်ရွယ်လှသွေးကြွကြွနဲ့တိုးတက်မဲ့ပန်းကောင်အညွန့်တကူကစဉ္ညဏ်ညာမရှိတဲ့မိုင်မဲတဲ့လောက်ရကြောင့်စောစောစီစီလွင့်ကျွေသွားကြရတာဖြစ်ပါတယ်။စာနာယူဆန်းပြည့်မိပါရယ်ဆိုရင်သမီးလေးအတွက်စိတ်မကောင်းခြင်းများစွာနဲ့ရှူကြုံမြဖြစ်နေကြရတာပါ။ လောက်ကျန်တပြတ်သွားတဲ့အမျိုးသားကိုတော့ချက်ချင်းဖမ်းမိခဲ့တဲ့အတွက်မင်းမြန်းစစ်စစ်မှုတွေလှုပ်ဆောင်တဲ့အခါမှာခြေအင်းဆိုတာကိုလက်မခံလို့တတ်ခဲတာဆိုပြီးတော့အမှန်တိုင်းကိုဝင်ခံလာခဲ့တာပါဒါကတမင်တသက်ရည်ရွယ်ချက်ရှိရှိတပြတ်ခဲ့တာဖြစ်လို့စာနာရေးမိပါရင်းနဲ့တကွဒီသတင်းကိုကြားသိရတဲ့သူတိုင်းနှမျောတသားနဲ့စိတ်မကောင်းဖြစ်နေကြရတာပါမတမနတဲ့သူကိုညှိပဲ့ခွင့်ရှိတာလူခွင့်ရပဲမလို့ဒီကျွန်းလုံးသူကိုထိုက်တန်နဲ့အပြစ်ပေးဖို့မျှော်လင့်နေကြတာပါ အမျိုးသမီးတချို့ကတော့သူတို့မချစ်တဲ့သူတွေချင်းဆိုတဲ့အခါမချစ်ပေမဲ့လည်းအသက်မသေးအောင်လို့လက်ခံရတော့မှလားဆိုပြီးတော့ကြောက်စိတ်တွေဝင်နေကြတာပါတရှိနေကြတဲ့ပရိသတ်တို့အနေနဲ့ရောချင်းဆိုတာကိုလက်မခံမင်းတို့အသက်သေးဆုံးခဲ့ရတဲ့ဆာနာယူဆက်ရဲ့တနာစရာဖြစ်ရပေါ်မှာအမြင်လူတွေကိုသုံးသပ်ပေးခဲ့ကြပါအောင်နော်